နောက်တစ်ခုကတော့ဒါအမေရိကန်ကပေါ့နော်အမေရိကန်ကတတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့အဲတတ်မှတ်ပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့အတီးပြုတ်နိုင်ဖို့တဲတဲပဲလိုတော့တဲ့ဥပဒေပေါ့နော်အဲ့ဥပဒေနဲ့ပတ်သက်လို့ကျွန်တော်ပြောကြမယ်အဲလက်ရှိမှာမင်းအောင်လိုက်နဲ့သူ့ရဲ့စစ်တပ်ကအချင်းချင်းမကောင်းဘူးလို့ပြောရမှာဘာကြောင့်လဲဒီကြားဖြန့်ကြောင့်အဲ online လိမ်လည်မှုတွေကြောင့်မလို့ဒီငွေလိမ်ကိုင်းတွေကြောင့်မလို့သူတို့အချင်းချင်းမကောင်းဘူးလို့ပြောရမှာဒီကြားဖြန့်ပေါ့နော်ဒါ online လိမ်လည်မှုတွေမှာမင်းအောင်လိုက်ရဲ့စစ်တပ်ပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဘက်ကတတ်မှတ်လိုက်တယ် ဒါအဲ့အဲ့ပုံစံမျိုးပဲအဲ့သဘောပဲပေါ့နော်ဒါအလွယ်ပြောရရင်အဲ့သဘောပဲအဲ့တော့ဒီ outlook တော်ကဒါနိုင်ငံခြားရေးကော်မတီကနေပြီးတော့ HR 5490အဲ့ဒီဥပဒေအကြောင်းကိုဆွေးနွေးတယ်ပေါ့နော်ဒီဆွေးနွေးမှုမှာဒါ online လိမ်လည်မှုတွေပေါ့နော်ဒီ online လိမ်လည်မှုတွေကမြန်မာစစ်တပ်ပေါ့နော်မြန်မာစစ်တပ်မင်းအောင်လည်းစစ်တပ်စစ်ကောင်စီပေါ့နော်ဒီစစ်ကောင်စီကပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့တတ်မှတ်တယ်စစ်ကောင်စီကကြားဖြန့်ကိစ္စတွေမှာသူကခွင့်ပြုထားတယ်လစ်လျူရှုထားတယ်အဲ့ပြီးရင်ဒီကနေပြီးတော့အကျိုးအမြတ်တွေအမျက်ဆိုးတွေရယူနေတယ်ဆိုပြီးတော့သူကတတ်မှတ်လိုက်